နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရုရှားဟာယူကရိန်းမြို့တော်ကိပျက်အပါဝင်တခြားဒေသတွေကိုမနေ့ကအစောပိုင်းမှာ အကြီးစားဒရုန်းနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေကဖော်ပြကြပါတယ်။ရုရှား၏တိုက်ခိုက်မှုတွေကြောင့်အနည်းဆုံးလူ3ယောက်သေဆုံးပြီး49ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုထားပါတယ်။ရုရှားလီတဲစခန်းတွေကိုယူကရိန်းကတိုက်ခိုက်ခဲ့ပြီး ရုရှားသမ္မတပူတင်ကယူကရိန်းကိုလက်စားရှိမည်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဖုံးပြောခဲ့ပြီးနောက်အခုလိုတိုက်ခိုက်ခဲ့တာလေးဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားလီရင်တွေအများပြားပျက်စီးခဲ့တဲ့ယူကရိန်းဒရုန်းတိုက်ခိုက်မှုကိုတုံ့ပြန်တိုက်ခိုက်တာဖြစ်ပြီးစီးရေးဆိုင်ရာပြစ်မှတ်တွေကိုထိမှန်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။အခုအချိန်ဟာအမေရိကန်ဥရောပနဲ့ကမ္ဘာတဝန်းကလူတိုင်း ရုရှားအပေါ်ဖိအားပေးပြီးဒီစစ်ပွဲကိုအတူတကွရပ်တန့်နိုင်တဲ့အခိုက်အတန့်ဖြစ်တယ်လို့ယူကရိန်းသမ္မတဇလန်စကီက X လူမှုကွန်ရက်မှာရှင်းသားထားပါတယ်အားလုံးတို့ပြည့်ပြည့်တတ်တာလှုပ်ဆောင်ရမယ်လို့လေဇလန်စကီးကရေးသားပြောဆိုထားပါတယ်ရှင်